ားလုံးပဲမင်္ဂလာပါ440 88 channel ကနေပြီးတော့ညီကလေးအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ကကျွန်တော်အလုံးနဲ့နဲ့များသွားလို့ဗီဒီယိုမတင်ပေးခဲ့လိုက်ရမိဘူးဒါပေမဲ့ Telegram channel မှာရှိနေတဲ့ကျွန်တော်ရဲ့ brother ရေအကုန်လုံးပဲရားလိုက်မယ်လမ်းလိုက်မယ်လို့ထင်တယ်ကျွန်တော်ရွေးချယ်ခဲ့တဲ့ Man U AC Milan Osasuna ပွဲစဉ်တွေအသီးသီး body အောင်ခဲ့တာလည်းဖြစ်တယ်ဗျဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel လေးကိုလာရောက် join ပေးကြပါအောင်လို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါရစေခင်ဗျ Okay ဒီနေ့ညမှာတော့ Champion League ပွဲစဉ်တွေလည်းပြန်လာပြီ အထက်ကမှဒပွဲကောင်းလေးအဖြစ်ကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ရွေးချက်ပေးခြင်းတဲ့ပွဲလေးကတော့ Barcelona နဲ့ Frank Pep ပွဲစဉ်လေးပဲဖြစ်ပါတယ်ဗျ။ဟောက်ချက်ကတော့ Barcelona ကနေပြီးတော့နှလုံး50ရှုံးချပေးထားတယ်။ကိုပေါင်းလေးကတော့လေးလုံးကို10နိုင်ချပေးထားတာကိုကျွန်တော်တွေ့ရတယ်ဗျ။ချေးရတော့နည်းနည်းပြင်းရှာနေတာတော့အမှန်ပဲဗျ။ဟာဒူဟမ်ကတော့2020 Europa League တုန်းက ဘာစီလိုနာက front back ကိုတပွဲဆောင်တပွဲတည်ကြားထားတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဗျ။ဘာစီလိုနာတို့ကနောက်ဆုံး၅ပွဲမှာခြေစွမ်းပိုင်းအရအရန်ကောင်းနေတာကိုကျွန်တော်တို့တွေ့ရတယ်။ Atletico Madrid နဲ့ Real Betis ကိုအနိုင်ကစားထားတယ်ဗျ။ချန်ပီယံလိအဝေးခွင့်ဖြစ်တဲ့ချက်စည်းကိုတော့ရှောင်းနိုင်ထားတာတွေ့ရတယ်ဗျ။ Frankfurt တို့ကနောက်ဆုံး၅ပွဲမှာ2ပွဲနိုင်2ပွဲရှုံး2ပွဲသေးရလဲထွက်ထားတယ်။ Frankfurt တို့အနေနဲ့ဒီဟာစီခြေစွင်းရမတည်ငြိမ်တာရယ်ဘာကာအင်ခွင့်ဖြစ်နေတာကြောင့်မို့လို့ဒီပွဲမှာတော့ဘာကာတို့အနေနဲ့တတရာပဲကစားသွားမဲ့အပြင် ဂိုးမျိုးအောင်မှာမို့လို့ဘာကဘော်ဒီနဲ့ဂိုးဘော်လူကိုကျွန်တော်ရဲ့ brother ရဲ့အတွက်ရွေးချယ်ပေးလိုက်ပါတယ်ဗျအဆုံးတိတ်ချီသွားပေးတဲ့အတွက်ညိုတို့တယောက်ချင်းဆိုင်အောင်ကျေးဇူးတင်ပါတယ်တပွဲကောင်းလေးမောင်းတဲ့လေးလည်းတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ Telegram channel လေးကိုလည်း join ပေးကြပါအောင်ဗျ